တိလိုက်စားမှုပပျောက်စေဖို့ရည်ရွယ်ချက်နဲ့ကျောင်းအပ်နိုင်ရေးဆိုင်ရာအသိပညာပေးတာတွေကို Anti-Corruption Team ရှမ်းအဖွဲ့ကနေတောင်ကြီးမြို့မှာရှိတဲ့အထက်တန်းကျောင်းတွေမှာ စတင်ပြုလုပ်ခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာနကအခုပညာသင်တဲ့အတွက်ထုတ်ပြန်ထားတဲ့အချက်အလက်တွေကိုပိုစတာချိတ်ဆက်တာနဲ့လက်ကမ်းစာဆောင်ဝေတာတွေကို မေလ26ရက်မနက်ပိုင်းကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီဒီမိုကရေစီနိုင်ငံတစ်ခုကိုသွားဖို့ဆိုတာကဒီအာဂရီလိုက်စားမှုကင်းစင်ရေး ကစီအဓိကကြားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကနေပြီးတော့မှဒီအခြေခံကြားတဲ့ဒီအကြောင်းအနိုင်ရေးဒီအစိုးရတက်လက်ထက်မှာအကြောင်းအနိုင်ရေးဆိုတဲ့အဟာလေးထူးထွက်လာတယ်ထွက်လာတယ်အဲ့ဒါကိုလည်းဒီအကြောင်းအနိုင်ရေးမှာလိုက်နာရမယ်စီကန်းနေနောက်အစိုးရအဖွဲ့ကပေးမဲ့ဟာတွေနောက်ចောင်းသားမိပါတွေနားနေတပြားတစ်ချက်မယူရမယ့်ကိစ္စတွေကိုအဲ့ဒါတွေကိုလူထုကပုံမူသိရှိအောင်လို့ကျွန်တော်လိုက်လံဖြန့်ဝေနေရဖြစ်ပါတယ်အဓိကတော့ပြည်ညာရေးဌာနဟိုပြည်ညာရေးဝန်ကြီးဌာနထုတ်တဲ့ သူတို့ရဲ့စာရွက်စာတမ်းလေးကိုကျွန်တော်တို့ V9 နေကတ်မယ်အကြောင်းတွေမှာကတ်မယ်နောက်ပြီးတော့အဲဒီအဲ့ဒီဥစ္စာကိုပဲကျွန်တော်တို့ pamphlet လေးတွေလုပ်ပြီးတော့မှဈေးဈေးတို့အကြောင်းတို့မှာ like ပွေတဲ့အလုပ်လေးလုပ်တာပါဒါအပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ဒေသခံတွေနဲ့အဖွဲ့အစည်းတွေအတွင်းအဂတိလိုက်စားမှုရောချရေးဆိုင်ရာအသိပညာပေးလုပ်ငန်းတွေဆောင်ရွက်တာနဲ့ဒေတာရင်းအဂတိလိုက်စားမှုအမူအကျင့်တွေရောပါလာစေဖို့အတွက်ရည်ရွယ်တယ်လို့လဲဆိုပါတယ် anti corruption team ရှမ်းအဖွဲ့ကနေ အဂတိလိုက်စားမှုလုပ်ငန်းစဉ်တွေအဖြစ်အဂတိလိုက်စားမှုရောချရေးဆိုင်ရာပညာပေးလုပ်ငန်းတွေဆောင်ရွက်တာအဂတိလိုက်စားမှုအခြေခံတဲ့ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ပြုစုတာတွေနဲ့အဂတိလိုက်စားမှုဖြစ်ရပ်လို့ယုံကြည်ရတဲ့ဖြစ်ရပ်တွေကိုစုံစမ်းတာတွေလည်းပြုလုပ်တယ်လို့ဆိုပါရယ်။ဒါအပြင်အဂတိလိုက်စားမှုနဲ့ဆက်နွယ်တဲ့ပုံကိုအဖွဲ့အစည်းတွေနဲ့တွဲဆောင်ဆွေးနွေးတာအဂတိလိုက်စားမှုရောချရေးဆောင်ရွက်လျက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်တာတွေပြုလုပ်နေတာဖြစ်ပါရယ်။